အလောမဲမင်္ဂလာပါဒီနေ့ဖျက်ပြပေးသွားမယ့်စာအုပ်ကတော့စာရေးဆရာ Modern Hackson ရဲ့ The Psychology of Money စာအုပ်ကြီးချုပ်လေးပဲဖြစ်ပါရဲ့ရှင်လူသားတွေနေ့စဉ်နေ့တိုင်းရုန်းကန်လှရှားနေကြတာဟာငွေလို့ခေါ်တဲ့ပတ်စံရဖို့အတွက်ပါပဲဒါပေမဲ့အဲ့ဒီငွေနဲ့ပတ်သက်ပြီးလူတယောက်ချင်းစီမှာမတူညီတဲ့အတွေ့အခေါ်နဲ့စီမံခန့်ခွဲမှုပုံစံတွေရှိနေကြပါတယ်ဥပမာအားဖြင့်တချို့ကငွေနဲ့ပဲရှာပြီးချွေချွေတာတာသုံးမယ် တချို့ကငွေမြများရှာပြီးမြများသုံးမယ်။တချို့ကမြများရှာနိုင်ပေမဲ့တင့်တော်ယုံလောက်ပဲသုံးတယ်။တချို့ကတော့နည်းနည်းပဲရှာနိုင်ပြီးသူများစီကအကျွေးယူသုံးတယ်စသဖြင့်ပေါ့။စာရေးသူကတိစာအုပ်ရဲ့အစပိုင်းမှာတင်သူမြင်ဘူးတဲ့ဆိုဦးတီထွန်းသူစီဝါရေးသမားတယောက်အကြောင်းကိုခုလိုပြောပြထားပါဗါတယ်။အဲ့ဒီလူက Los Angeles မြို့ရဲ့ဟိုတယ်အကောင်စားကိုလာပြီးဒေါ်လာ100ဒဏ်ကိုအုပ်လိုက်ကင်တော့လေးရှိပါဗါတယ်။ သူအရက်မူလာပြီးဆိုရင်ဝေတာတွေကိုပတ်စံပေးပြီးရွှေတင်ကားပြားတွေတော့ဝယ်ခိုင်းတတ်ပါတယ်။ကြီးရဲ့အဲ့ဒီတင်ကားပြားတွေကိုစင်ခံရွက်လီပေါ်ကနေပင်လယ်ထဲကိုပစ်ချပြီးကစားလေးရှိတယ်လို့ဆိုပါတယ်။တခါတော့ကလည်းဟိုတယ်ခန်းထဲကမိအိမ်ကြကွဲသွားလို့မန်နေဂျာကဒေါ်လာ900ပြန်ရောပေးဖို့ပြောတဲ့အခါသူကဒေါ်လာ9000ပေးပြီးသူမျက်စိရှိကထွက်သွားဖို့မမော့မမပြောဆိုတာကိုတွေ့ရပါတယ်။ဒါပေမဲ့နောက်ထပ်နှစ်အနေနဲ့ကြာပြီးချိန်မှာတော့အဒီလူမွေသွားတယ်လို့သိရပါတယ်။ အဲ့ဒီစီပွားရေးသမားဟာငွေကြေးနဲ့ပတ်သက်ပြီးမာယွန်းနဲ့အတွေ့ခေါ်ရှိနေတာကြောင့်ပတ်စံနဲ့အများကြီးရှာနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာလူမွဲတယောက်ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်ကြွယ်ဝချမ်းသာဖို့အတွက်ငွေရှာနိုင်ရုံသာမကငွေကြေးနဲ့ပတ်သက်တဲ့အတွေ့ခေါ်အယူဆ Psychology of Money ပါမှတ်ကဲနေဖို့လိုအပ်ပါတယ်။လူတွေဟာဘာကြောင့်များပတ်စံကိုမစိမချင်းသုံးမိကြတာလဲ။ပတ်စံမြများသုံးနိုင်တာကိုချမ်းသာတယ်လို့ခေါ်တယ်လား။တကယ်ကြွယ်ဝချမ်းသာမှုအစစ်ကပါလဲ။ ငွေကိုဘလို့စိတ်တက်မျိုးနဲ့ရှာဖွေတင်တယ်လဲရလာတဲ့ငွေတွေကိုရောဘလို့သုံးတင်တယ်လဲအစာရှိတဲ့မိကိုနေကိုတော့ဒီနေ့လေ့လာရမယ် The Psychology of Money စာအုပ်မှာလေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်ဒီစာအုပ်ရဲ့စာရေးသူမော့ဂယ်ဟက်ဆန်က The Collaborative Firm လို့ခေါ်တဲ့ယင်းနှင်းမြုံနံမှုကုမ္ပဏီရဲ့ပတ်တနာတူဖြစ်ပြီး The Wall Street Journal နဲ့ The Motley Fool ရဲ့ဆောင်းပါးရှင်တူလည်းဖြစ်ပါတယ် သူဟာ New York Times Sydney Award အပါအဝင်စီးပွားရေးနဲ့ငွေကြေးဆိုင်ရာစာပေစုများစွာကိုလည်းရရှိထားသူလည်းဖြစ်ပါတယ်။ The Psychology of Money စာအုပ်ရဲ့အနေထုံးမဆူကိုတော့အောက်ပါအတိုင်းအခန်းလေးခန်းတိကျပြပြကမှာလည်းဖြစ်ပါတယ်။ပထမခန်းငွေကြေးဆိုင်ရာအမှားယွင်းများဒုတိယခန်းငွေဆိုင်ချင်း၏ရွေးချက်တတိယခန်းယင်းမြုံနိုင်မှုနည်းပြဟာများစတုတ္ထခန်းငွေကြေးဆိုင်ရာသတိပြုစရာများနံပါတ်၁ငွေကြေးဆိုင်ရာအမှားယွင်းများ တခါတုန်းကကြီးကြီးတဲ့ချမ်းသာခဲ့ပြီးနောက်တစ်ချိန်မှာဆင်းရဲမွေးဒေသတွေတွေကိုဆာဖက်သူတွေအနေနဲ့မကြခဏတွေ့ခုကြပါလိမ့်မယ်။သူတို့ရဲ့မာရင်နဲ့ငွေကြေးတွေခွာနဲ့ဆုံးဖြတ်ချက်တွေဟာဘေးလူတွေအတွက်တော့အော်ဆီယာဖြစ်ပြီးဂျီလူတွေယူများယူနေသလားလို့ချင်းချင်းစရာပါပဲ။ဒါပေမဲ့စာရေးသူဟက်ဆန်ကတော့ငွေကြေးနဲ့ပတ်သက်ရင်ဘယ်သူမှယူမနေဘူး။ No one is crazy လို့ဖော်ပြထားပါဗျ။လူတစ်ယောက်နဲ့တစ်ယောက်ငွေကြေးတွေးခေါ်ဖို့ psychology of money တွေမတူကွဲပြားရခြင်းရဲ့အကြောင်းရင်းကသူတို့ရဲ့ဘဝအတွေ့အကြုံနဲ့သဆိုင်ပါတယ်။ ဟက်ဆန်ရဲ့အဆိုအရလူတယောက်ရဲ့ငွေကြေးဆိုင်ရာအတွေ့အကြုံဟာအခြားသူတွေနဲ့0.00000001%ပဲတူညီတယ်လို့သိရပါတယ်။လူတွေဟာမတူညီတဲ့အချိန်ကာလမတူညီတဲ့မျိုးဆက်မတူညီတဲ့ပတ်ဝန်းကျင်တွေမှာပေါက်ဖွာလာတာတွေကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့အမြင်တွေမှာကွဲပြားသွားရခြင်းဖြစ်ပါတယ်။ဥပမာအဖြစ်စာရေးသူရဲ့အတော်တရားဟာအရန်ပင်ပန်းပြီးပတ်စံနေနေပဲရတဲ့လုပ်ငန်းခွင်မှာနှစ်ပေါင်းများစွာပြပြွှ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 ွ အလုံးလုံးနိုင်ခဲ့တာကိုတွေ့ရပါလေ။ဘာကြောင့်လဲဆိုတော့သူမဟာအရင်တော့ကပြေးတစားတယောက်ဖြစ်ခဲ့လို့ပါပဲ။ဒီအလုတ်ကဘလောက်ပင်မနဲ့ပြောပြောဘလောက်ပဲလုခနေတဲ့ပြောပြောပြေးတစားအလုတ်ထက်တော့ပိုကောင်းတယ်လို့သူမကခံယူထားလို့ပါပဲ။အလားတူပဲစီပွားပြက်ကက်ကာလာတို့စစ်ပီးကာလာတို့မှာမွေးဖွားလာသူတွေနဲ့အင်တာနက်ခေတ်မှာမွေးဖွားလာသူတွေဟာငွေကြေးအပေါ်ခံယူချက်ချင်းတူမှာမဟုတ်ပါဘူး။ငွေကြေးဖောင်းပွားမှုပေါ် မြန်မာချိန်မှာမွေးဖွားလာသူတွေနဲ့ငွေကြေးဖောင်းမွှားမှုနယ်ပါချိန်မှာမွေးဖွားလာသူတွေဟာလည်းရင်းနှီးမြှုပ်နှံမှုလုပ်ပုံချင်းကွဲပြားခြားနားတော့ပါလိမ့်မယ်။ဒါကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးအမှားယွင်းတစ်ခုခုဖြစ်တိုင်းအဲ့ဒီလူကိုမိုက်မဲတယ်လို့ပြောလို့မရပါဘူး။အရန်တော်တဲ့ရင်းနှီးမြှုပ်နှံသူတွေတောင်မှဆုံဖြတ်ချက်တွေမှာတတာကိုတွေ့ရပါတယ်။အလုံးကကိုအသွေးအကြုံကိုအမြင်ပေါ်မူတည်ပြီးငွေကြေးကိုအကောင်ဆုံးစီမံနေကြတာချိပါပဲလို့စာရေးသူကဆိုပါတယ်။နောက်ပြီးငွေဆိုတာမျိုးကကြိုးစားတိုင်းလဲ ရှာချင်လို့ရှာချင်မှရတာပါ။ငွေကြေးချမ်းသာဖို့အတွက်ကန်တရား lack နဲ့ NDA ဖြစ်နိုင်ခြေ risk တွေဟာလည်းအရေးကြီးတဲ့အခက်အခဲကနေပါဝင်နေပါသေးတယ်။ဥပမာအားဖြင့် Bill Bill Gates နဲ့သူတငယ်ချင်း Ken Eventual နိုင်ရှင်ကြီးနိုင်ပါတယ်။ Bill Gates ဟာ Microsoft Company ကိုတည်ထောင်ပြီး computer software တွေလုပ်ငန်းနဲ့ကမ္ဘာအချမ်းသာဆုံးဖြစ်လာခဲ့သူပါ။ဒါပေမဲ့သူကြွယ်ဝမှုနောက်ွယ်မှာ ကန်တရားရဲ့ဖိမမှုတွေအများကြီးပါဝင်နေပါတယ်။ BK ဟာကွန်ပျူတာအရင်ရှာပါတဲ့ခေတ်မှာကွန်ပျူတာအသုံးပြုခွင့်ပေးထားတဲ့ဝါရှင်တန်ပြည်နယ်မှာဆက်ဒရ်မျိုးရဲ့ Lakeside အထက်တန်းကျောင်းကိုတက်ကြောက်ခွင့်ရခဲ့ပြီးချစ်တန်းကျောင်းသားအရွယ်1968ခုနှစ်ကတည်းကကွန်ပျူတာနဲ့ထိတွေ့ခွင့်ရခဲ့ပါတယ်။တင်ချာနီရာသွတ်ကြည့်မယ်ဆိုရင်1968ခုနှစ်လတုန်းကကမ္ဘာပေါ်မှာအထက်တန်းကျောင်းသားပါ303တန်းလောက်ရှိပါတယ်။အဲဒီကျောင်းသားတွေထဲမှာ American မှနေထိုင်သူလူ18တန်းလောက်ရှိပါတယ်။အဲ့ဒီထဲမှာကျောင်းသား2,900လောက်ကဝါရှင်တန်ပြည်နယ်မှာနေပါတယ်။အဲ့ဒီထဲကကျောင်းသား3,000လောက်မှဆရဲမျိုးမှနေထိုင်ပါတယ်။အဲ့ဒီကျောင်းသား3,000လောက်ထဲမှာလည်းလူ300လောက်ပဲလီဆိုက်ကျောင်းကိုတက်ခွင့်ရတာပါ။ဒီတော့ BK ဟာရွေးထူကျန်းသား303တန်းနဲ့မှာကံအကောင်းဆုံးကျန်းသား300ထဲမှာပါဝင်ခဲ့တယ်လို့ပြောရမှာပါပဲ BK ရဲ့တငယ်ချင်း Kent Event ဟာလည်း Lee Site Down ကိုတက်ခွင့်ရပြီး ပြီးကိန်းလိုပဲကွန်ပျူတာအရန်ကျွမ်းကျင်သူပါဒါပေမဲ့ Kent Event ဟာအထက်တန်းကျောင်းကြီးမှာတောင်ပေါ်ကပြုတ်ကျပြီးတည်ဆုံခဲ့ရပါတယ်တကယ်လို့ Kent Event ဒါမတည်ဘူးဆိုရင်ပြီးကိန်းနဲ့တွဲပြီး Microsoft ရဲ့တွဲဘက်တည်ထောင်သူဖြစ်လာမှာပါတင်ချာနီးရသူကြည့်မယ်ဆိုရင်တောင်တက်တဲ့အကြောင်းသားအယောက်တတန်းမှာတယောက်လောက်ပဲတည်ဆုံနိုင်ခြေရှိပါတယ်ဒါပေမဲ့ Kent Event ဟာကန်ဆိုးစွာပဲအဲ့ဒီတက်တန်းတွေကတရားဖြစ်သွားခဲ့တာကိုတွေ့ရပါလိမ့်မယ်။အရေးချင်တဲ့သူ ဒီမှာချက်ချင်းလဲသူပေမဲ့ BK ဟာ lag လို့ခေါ်တဲ့ကံကြမ္မာရင်းမြစ်တာပေးမှုကိုရခဲ့ပြီးဘီလီယံနာဖြစ်ခဲ့ပါတယ်။ Kent Even ကတော့ risk လို့ခေါ်တဲ့ NTN ရင်းဆိုင်ခဲ့ရပြီးမသေးခင်မှာကြောဝါချန်တာမှုကိုရမသွားခဲ့ပါဘူး။ဒါကြောင့်ငွေရှာတဲ့နေရာမှာစူးစားရင်စူးစားတလောက်ရမယ်လို့မှတ်မထားတင်မယ်။ lag နဲ့ risk ကံတရားနဲ့ NTN တွေကိုထည့်သွင်းစဉ်းစားဖို့လိုတယ်လို့စာရေးသူကဖော်ပြထားခြင်းဖြစ်ပါတယ်။ တချို့တွေကြတော့လေငွေကိုရှာရင်ရှာတလားရရှိတတ်ကြပေမဲ့ဘယ်တော့မှမတင်းတိမ်ပဲမလုံလောက်ဘူး not enough လို့အမြဲခံစားနေတတ်ပါတယ်ဒါဟာလည်းအန်တီအသိများတဲ့အတွေ့အခေါ်တစ်ခုပါပဲဒါနဲ့ပတ်သက်ပြီးဆာရေးတူက richest capital လို့ဆိုတူနဲ့ဥပမာပေးထားပါတယ် capital ဟာအိန္ဒိယနိုင်ငံကလကတာမြို့မှာမူဖခဲ့တူဖြစ်ပြီးငငယ်ရွယ်ရွယ်နဲ့မိဘမဲ့ဖြစ်ခဲ့ရသူပါဒါပေမဲ့သူဟာအသက်၄၀အရွယ်မှာပဲ McKinsey လို့ community ရဲ့ CEO ဖြစ်လာတဲ့ထင်အမြင်ခဲ့ပါတယ်။2008ခုနှစ်မှာဆိုရင်သူရဲ့ပိုက်ဆိုင်မှုဟာဒေါ်လာတန်း100ရှိနေပါပြီ။ဒါပေမဲ့ Capta ကတော့မီလီယံနာဘွားလောက်နဲ့ပဲမကျေနပ်သေးပဲဘီလီယံနာအစင်တီကျွေးဝါချန်တာချန်တာကြောင့် Goldman Sachs လို့ဒီနေ့မြန်မာမှုကုမ္ပဏီမှာပုတ်ဖွဲ့ဝင်ဒါရိုက်တာဝင်လုပ်ခဲ့ပြီးဘီလီယံနာတိုင်ဝမ်အင်းနဲ့ထိတွေ့နိုင်မှုစူးစမ်းခဲ့ပါတယ်။ သူဟာနောက်ပိုင်းမှာ Goldman Sachs Company ရဲ့အသွင်သတင်းတစ်ခုကိုအလွဲသုံးစားလုပ်ပြီး stock share တွေကိုဝယ်ရောင်းလုပ်ခဲ့တာကြောင့်တရက်ထဲမှာပဲဒေါ်လာ18တန်းအမြင်ရခဲ့ပါတယ်။ဒါပေမဲ့ Gupta ဟာအမှုပေါ်သွားချိန်မှာထောင်ထဲဝင်ခဲ့ရပြီးစီးပွားရေးလောကမှာလည်းအဖက်ဆဲမရအောင်နဲ့မြည်ပြသွားခဲ့ပါတယ်။ဒါဟာ not enough လို့ခေါ်တဲ့မတင်တဲ့မရအောင်ရဲ့နိုင်မှုရဲ့အန်တရာယ်ပါပဲ။ဘွားမှာနမ်မီကုတ်တဲ့ဟာငွေထက်အရေးကြီးပါပဲ။ မိသားစုဟာငွေထက်အရေးကြီးပါတယ်ချစ်ချင်းမြတ်တာလွတ်လပ်မှုပျော်ရွှင်မှုစတာတွေဟာလည်းငွေထက်အရေးကြီးပါတယ်ဒါကြောင့်အဲ့ဒီလိုတတ်မှုကြီးတဲ့အရာတွေကိုယင်းဤပေးဆက်ပြီးငွေနောက်ကိုတည်ကြည့်မယ်ကြီး live လိုက်တင်ပါဘူးလို့စာရေးသူကသတိပေးထားပါတယ်ကပ်တာဟာလည်းထောင်ငါထွက်လာပြီးတဲ့နောက်မှာ လောဘကြီးမိလို့နာမည်ပြက်ခဲရတာကိုအယံနောင်တရတယ်လို့ the new york time သတင်းစာကိုဖွင့်ဟပြောဆိုခဲ့တာကိုတွေ့ရပါတယ်တကယ်တော့စစ်မှန်တဲ့ကြွားချမ်းတာမှုကိုရဖို့အတွက်အဲ့ဒီလိုနာမည် ဖိုးကြီးတဲ့အရာတွေကိုယင်းကြီးပေးဆက်ဖို့မလိုပါဘူး။ဒါဟာငွေရှာရခြင်းရဲ့ယူရချက်လည်းမဟုတ်ပါဘူး။ငွေချာရခြင်းဤအဓိကယူရချက်နဲ့စစ်မှန်ပြီးဘေးကင်းတဲ့ကြွားချမ်းသာမှုကိုတည်ဆောက်ပုံတွေကိုတော့နောက်လာမယ့်အခန်းတွေမှာဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။နံပါတ်1ငွေရှာခြင်းဤယူရချက်လူတွေကိုဘာဖြစ်လို့ပတ်စံရှာနေကြတာလဲလို့မေးကြည့်လိုက်ရင်ပျော်ရွှင်မှုရချင်လို့လို့ပတ်စံရှာတာလို့ဖြေကြပါလိမ့်မယ်။ဒါပေမဲ့စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာကိုဘာနဲ့တိုင်းတာသတ်မှတ်ကြမလဲ ဒါနဲ့ပတ်သက်ပြီးမီရှိဂန်တက်ကရိုကစိတ်ပညာရှင်အော်ကက်စ်ကမ်ဘယ်ဟာ1939လမှာလေ့လာမှုပြုလုပ်ခဲ့ပူပါတယ်ဒီလေ့လာမှုတွေအရာပျော်ရွှင်မှုဆိုတာလာဆောင်ငွေနဲ့မဆိုင်ကိုနေတဲ့အိမ်နဲ့အရွယ်စားနဲ့လည်းမဆိုင်ပဲကိုဘွားကိုပိုင်နဲ့လူခန်းစားရမှုတွေတာသက်ဆိုင်တယ်လို့သိရပါတယ်မွေဟာလူလက်မှု freedom နဲ့ကိုပါတာကိုပိုင်းနဲ့လိုခန်းစားရမှု sense of control တို့ကိုစောင့်ခြင်းပေးနိုင်ပါတယ်။ဒါဟာ လူတွေငွေရှာရခြင်းရဲ့အဓိကရည်ရချက်ပါပဲ။ဥပမာအားဖြင့်ကိုယ်မှငွေနေနေပဲရှိရင်ရက်ပိုင်းလာအလုံးမလုံးပဲအိမ်မှာနားလို့ရမယ်။ခြားလာလာခိုင်စားနိုင်မယ်အရန်ငွေကြီးရှိမယ်ဆိုရင်အလုပ်ပြုတ်သွားလဲကြောက်စရာမလိုတော့ဘူး။အဲ့ဒါထပ်ပို့ပြီးပတ်စံရှိသွားရင်တော့မနှက်မိုးလင်းတိုင်းကိုလှုပ်ချင်တာကိုလှုပ်ခွင့်ရတဲ့ဒုတိယဖြစ်သွားမယ်အစားရှိတဲ့ဖြင့်ပေါ့။ဒါဟာငွေနဲ့လွတ်လပ်မှုကိုဝယ်ယူလိုက်ခြင်းတော့မဟုတ်ကိုယ့်အချိန်နဲ့ကိုယ့်ဘဝကိုထိန်းချုပ်နိုင်စွမ်းရှိသွားခြင်းပါပဲ။ ဘဝမှာအဲ့ဒီလိုလွတ်လပ်မှုနဲ့ထင်ထုတ်နိုင်စွမ်းရှိလာမယ်ဆိုရင်ပျော်ရွှင်မှုကိုခံစားလာရမှာပဲဖြစ်ပါတယ်။ပြဏ္ဍာကဒီနေ့ခေတ်မှာလူတွေဟာပျော်ရွှင်မှုရအောင်ဆိုပြီးတမိုးကြီးတဲ့ရဝတ္ထုပစ္စည်းတွေကိုဝယ်ယူသုံးစွဲလာကြပါတယ်။အဲ့ဒီပစ္စည်းတွေဝယ်နိုင်မှုအတွက်လည်းအလုံးချိန်ကိုပို့လို့ရတာကြောင့်အချိန်ပိုမရှိတော့ပဲလွတ်လပ်မှုတွေပြတ်ဆုံးသွားပါတယ်။ဒီတော့ငွေရှာခြင်းရဲ့ပင်မရွေချက်ကလည်းလမ်းကြောင်းလွဲသွားပြီးလွတ်လပ်မှုနဲ့ပျော်ရွှင်မှုတွေအလုံးပြည့်စုံသွားတော့တာပါပဲ။ဒါဟာလူတိုင်းမိပါ ျွလွန်မိတကြတဲ့အမားတစ်ခုဖြစ်ပြီးငွေရှိပါလျက်နဲ့မပြောရွှင်ရခြင်းရဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်။ဥပမာအားဖြင့်အမေရိကန်ပြည်ထောင်စုဟာတမိုင်းတခြားကမ္ဘာချမ်းသာဆုံးနိုင်ငံတနိုင်ငံမှာဒီနေ့ခေတ်အမေရိကန်ပြည်သူတွေဟာ1959လတုန်းကထက်ဝင်ငွေရောအိမ်အခြေဝန်းတွေပါနှစကျော်တိုးတက်လာပါပြီ။ဒါပေမဲ့ဒီနေ့ခေတ်အမေရိကန်တွေဟာ1950တုန်းကတော့မပြောကြတော့ဘူးလို့သိရပါဗါတယ်။ဒါဟာငွေရှာခြင်းရဲ့ပင်မရွေချက်ဖြစ်တဲ့ လွလမ်းမှုနဲ့အချိန်တွေကိုပိတ်ဆက်လိုက်ကြပြီးရုပ်ဝတ္ထုပစ္စည်းတွေနောက်ကိုလိုက်မိကြချင်းကြမှာပဲ။တချို့ကတော့အခြားလူတွေရဲ့အထင်ကြီးလေးစားမှုကိုလွတ်ချင်တဲ့အတွက်တမိုးကြီးတဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုဝယ်ယူသုံးစွဲတတ်ကြပါတယ်။ဒါပေမဲ့လူတွေဟာအဲ့ဒီလိုတမိုးကြီးပစ္စည်းတွေသုံးနိုင်မှုအထင်မကြီးပဲသူတို့ကိုယ်တိုင်အဲ့ဒီတမိုးကြီးပစ္စည်းတွေနဲ့ပိုင်ဆိုင်ခြင်းနဲ့လောဘစိတ်ဓာတ်ဖြစ်ပေါ်လေရှိတတ်ကြပါတယ်။ဥပမာအဖြစ်လူတယောက်ဟာ Florida ကတစည်းမောင်းလာပြီဆိုရင်လူတွေဟာကားမောင်းလာတဲ့လူကိုအထင်မကြီးပဲ ငါလည်းဒီကားမျိုးစီးချင်တယ်ဆိုတဲ့စိတ်မျိုးဓာဖြစ်ပေါ်ပါလိမ့်မယ်။ရုပ်ဝတ္ထုပစ္စည်းတဲ့ဆိုင်ကျင်နာမှုကိုချင်းစာမှုနှိမ့်ချတတ်မှုတို့ကတာလူတွေရဲ့အထင်ကြီးလေးစားမှုကိုပိုရစေနိုင်ပါတယ်လို့ဟက်ဆန်ကဆိုထားပါဗျ။ဒါကြောင့်မလိုအပ်တဲ့နေရာတွေမှာပတ်စံသုံးမဲ့အစားပတ်စံစုခြင်း saving money ကိုပြုလုပ်တတ်ပါတယ်။လူအများစုကတော့ပတ်စံဆိုတာသုံးဖို့ရှာတာမဟုတ်ဘူးလား။ရှာပြီးမသုံးရင်ပါကျိုးရှိမှလဲလို့မိကြပါလိမ့်မယ်။ဒါပေမဲ့ပတ်စံစုခြင်းဟာလဲကျိုးကျေးဇူးများကြီးရှိပါတယ်။ ပတ်စံစုဖို့အတွက်ဘာကြောင့်ပြတ်ချက်မှမလိုအပ်ပါဘူးကိုဘွားနဲ့ကိုအချိန်ကိုကိုကြိုက်တယ်လို့စီမံခန့်ခွဲတယ်ဆိုရင်ငွေများများဆူဆောင်းနိုင်မှုလိုအပ်ပါတယ်ချမ်းသာကြွယ်ဝမှုဆိုတာကကိုတုံးလိုက်တဲ့ပတ်စံမျိုးပေါ်ရည်ညွှန်းတာမဟုတ်ပဲကိုမတုံးရသေးတဲ့ငွေကြေးနဲ့ပိုက်ဆိုင်မှုကိုရာရည်ညွှန်းတာပါဒါကြောင့်ငွေသုံးနိုင်သူကိုချမ်းသာသူလို့မခေါ်နိုင်ပဲငွေများများဆူနိုင်သူကိုချမ်းသာသူလို့ခေါ်ရမှာဖြစ်ပါတယ်ဥပမာအားဖြင့်ဒေါ်လာတသိန်းတန်ကားဝယ်စည်းသူဟာသူ့ပိုက်ဆိုင်မှုတွေကနေဒေါ်လာတသန်းရောသွားတာကြောင့် သသိန်းပိုဆင်းရဲသွားတယ်လို့ပြောရပါလိမ့်မယ်။နောက်ပြီးငွေစုချင်းဟာချမ်းသာကြွယ်ဝဖို့အတွက်စိတ်အချရဆုံးနည်းလမ်းလေးဖြစ်ပါတယ်။ကိုကငွေကြေးရင်းနှီးမြှုပ်နှံမှုနီးပြဟာရီအလုပ်ဖြစ်မဖြစ်ဆိုတာမသေးချသလိုငွေကြေးစည်းကွက်ကိုလည်းကိုမပိုင်ပါဘူး။ဒါပေမဲ့ရလာတဲ့ပတ်စံကိုတော့ချွေတာစုဆောင်းနိုင်စွမ်းကတော့ကိုလက်ထဲမှာရှိပါတယ်။ချမ်းသာကြွယ်ဝမှုဆိုတာကကိုယ့်လက်ထက်ပတ်စံဘလောက်ဝင်လဲဆိုတာနဲ့မသက်ဆိုင်ပဲပတ်စံဘလောက်ပြန်ထွက်သွားလဲဆိုတာနဲ့ပဲသက်ဆိုင်ပါတယ် လူနေရဝင်ငွေချင်းတူရင်တော့အတုံးစရိတ်လျှော့ပြီးငွေပတ်စံစုနိုင်သူကယင်းရဲ့ကြီးပွားချမ်းသာသွားမှာပါပဲဒါပေမဲ့ပတ်စံစုချင်နေဆိုရင်အခြားသူတွေရဲ့ထင်မြင်စာချက်တွေကိုတည်ကြည့်မဆိုင်ဖို့လိုပါတယ်ကိုယ်လိုအပ်ချက်ကိုတတ်နိုင်တဲ့မြအနေဆုံးဖြစ်အောင်လုပ်ပြီးနင်းနေချာချာချွချွန်းချင်ချင်နေထိုင်မှာအတုံးစိနေတော့တာနဲ့တပြိုင်နက်တည်းကိုစူးစမ်းမိတဲ့ငွေကြေးနဲ့ပိုက်ဆိုင်မှုတွေပုံများပါလိမ့်မယ်လို့စာရေးသူကတိုက်တွန်းထားပါတယ်နံပါတ်3ယင်းမြုံနှံမှုနီးပြူဟာများ ဒီနည်းမျိုးနံမှုနဲ့ပတ်သက်ပြီးလူအများစုကမာယွန်းတဲ့အတွေ့အော်တစ်ခုရှိပါတယ်။အဲ့ဒါကတော့အချင်းတို့အတွင်းချမ်းသာခြင်းနဲ့စိတ်သက်ပါပဲ။ဒါပေမဲ့စာရေးသူဟက်ဆန်ကတော့ compounding လို့ခေါ်တဲ့ဟိရေရှည်ဆောက်ပွားတိုးတဲ့ဒီနည်းမျိုးနံမှုမျိုးကိုဒါပြုလုပ်ဖို့အကြံပေးထားပါတယ်။အမှန်တကယ်ကျော်ဝချမ်းသာသူတွေဟာလည်းနေချင်းညချင်းကြီးပွားလာတာမဟုတ်ပဲအခြေယူပြီးဖြည်းဖြည်းနဲ့မှန်မှန်ဒီနည်းမျိုးနံခဲ့ကြသူတွေဖြစ်ပါတယ်။ဥပမာအားဖြင့် billionaire တဦးဖြစ်တဲ့ Warren Buffett ကိုကြည့်ပါ။ ခုချိန်မှာ Warren Buffett ရဲ့အသက်တင်ပိုင်ဆိုင်မှုဟာဒေါ်လာ84ဒရမ5ဘီလီယံရှိပါတယ်။ဒါပေမဲ့သူဟာအသက်70နှစ်သားခရေကယင်းနှမြွန်းနံမှုတွေပြုလုပ်ခဲ့သူဖြစ်ပြီးသူပိုင်ဆိုင်မှုတွေကဒေါ်လာ84ဒရမ2တန်းလောက်ကိုပဲအသက်50ပြည့်ချိန်မှပိုင်ဆိုင်နိုင်ခဲ့တာပါ။ခုဆိုရင်သူယင်းနှမြွန်းနံမှုတွေပြုလုပ်လာခဲ့တာဟာရာစုနှစ်တစုရဲ့၃ဘုံ၂ဘုံလောက်ရှိခဲ့ပါပြီ။ Warren Buffett ဟာယင်းနှမြွန်းနံမှုကဏ္ဍကိုအရန်တွန်းကျင်ပေမဲ့သူ့ရဲ့ တကယ်လို့ဝက်ချက်ကအချိန်တိုင်းပဲဖြစ်ပါတယ်။ဒါကြောင့်ငွေရှာတဲ့နေရာမှာ NDA များတဲ့ချက်လန်းကြီးကိုမလိုက်ပဲ compounding နီးစနစ်နဲ့အချိန်ယူပြီးရင်းနှီးမြှုပ်တံတွားတင်းတယ်လို့စာရေးသူကတိုက်တွန်းထားပါတယ်။ဘာနဲ့တဲ့ရင်းနှီးမြှုပ်နှံသူတရားဖြစ်ဖို့တချိန်နဲ့နဲ့တထည့်ဖြစ်ခွေဖြစ်ဆုံးဖြတ်ချက်မျိုးဘရောမှမချပဲရေရှည်အတွက်သာစဉ်းစားလေးရှိပါတယ်။ဒါပေမဲ့လောကကြီးမှာအမားမလုံမိတဲ့သူကတော့ဘယ်သူမှမရှိပါဘူး။ယင်းနှမြုံနံမှုနဲ့ပတ်သက်လာရင်လည်းအမားတွေအများကြီးကြတဲ့ကမှန်ကန်တဲ့ဆုံးဖြတ်ချက်အ ਨੇ စု ဒါကိုရဲ့ကျေဝါချမ်းသာမှုကိုဆုံးဖြတ်ပေးတာကိုတွေ့ရပါလိမ့်မယ်။အဲ့ဒီလိုအများကြီးထဲမှမှာ အနေစုကအကြီးကျယ်အမြင်နာမျိုးကို tail effect လို့ခေါ်ကြပါတယ်ဆိုလိုတာက အမီးရှိလေကောင်းလေဒီနည်းမျက်နှာမှုမြင်များဖြင့်ခွဲထားလေကောင်းလေဆိုတဲ့သဘောပါပဲဥပမာအဖြစ် what is ni company ကိုကြည့်ပါ disney ဟာ1930ပြည့်နှစ်ကတည်းကကတ်တွန်းဆက်လံကို400ကျော်လောက်ထိရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီစကားတွေထဲမှာ Snow White and the Seven Dwarfs ဆိုတဲ့လူရှင်ကားတကားတွေကဒါအကြီးကျယ်အကျိုးမြတ်ရခဲ့တာတွေ့ရပါတယ် Snow White ရဲ့အမြင်မှုကြောင့် Disney ဟာအကြီးတွေအားလုံးပြည့်စုံနိုင်ခဲ့တယ်လို့ Oscar ဆုပါရရှိခဲ့တာကြောင့်ကဘာကျော်စတူဒီယိုတခုဖြစ်သွားခဲ့ပါတယ်စကား400လောက်ထဲကတကားပဲအကြီးကျယ်အမြင်သွားခြင်းရဲ့ Disney ရဲ့ Till effort ပါပဲ လားတူပဲငွေကြေးရင်းနှီးမြှုပ်နှံမှုလောကဟာလည်း trade effect နဲ့ပဲလက်ပတ်နေတာကိုတွေ့ရပါလိမ့်မယ်။ဥပမာအားဖြင့် American ပြည်ထောင်စုဟာအကြီးမားဆုံး company 3000ရဲ့ share သမိုးကိုတပေါင်းတစ်စီးစုထားတယ်။ Russell 3000 Index အညွန်ကင်းကိုကြည့်ပါ။ Russell 3000 Index ရဲ့တန်ဖိုးဟာလက်ရှိအချိန်မှာ1980ကထက်83ဆလပုံမြင့်နေပါပြီ။ဒါပေမဲ့အဲ့ဒီ company အလုံးထက်က9%ကတည်းက ရက်ဆက်ဒရီတောင်စင်အင်တန်စ်ကိုတံပိုးမြင့်လာစေတာဖြစ်ပြီးဂျန်နယ်ကုမ္ပဏီတွေကတော့ရှယ်ယာတံမိုးတွေချဆင်းသွားတာကိုတွေ့ရပါတယ်။ Microsoft နဲ့ Watermato လို့ကုမ္ပဏီအနေချင်းရဲ့အမြင်မှုကဂျန်နယ်ကုမ္ပဏီပါထောင်တောင်းများစွာရဲ့ကျရှောမှုနဲ့ကာမီစီရာကို တွေ့ရပါလိမ့်မယ်။အာမြင်နဲ့ကုမ္ပဏီတစ်ခုချင်းရဲ့အသွင်းပိုင်းကိုလေ့လာကြည့်မယ်ဆိုရင် Tay Effect ကိုတွေ့ရမှာပါပဲ။ဥပမာအဖြစ် Amazon ကုမ္ပဏီမှာ ထုတ်ကုန်နဲ့ဝန်ဆောင်မှုပေါင်းရနေချီရှိပေမဲ့သူတို့ရဲ့အထူးကဝင်ငွေဟာ Amazon Prime နဲ့ Amazon Web Service တို့ကဒါရရှိတာကိုသိရပါတယ်။အပယ်ဟာလည်းသူတို့ရဲ့အထူးကဝင်ငွေကို iPhone တွေကဒါရရှိပါတယ်။ Warren Buffett ရဲ့ Fashion Hardware Company ဟာလည်း Store Share တွေအများမျိုးစားပေါင်း400ကနေ900လောက်ထိပိုင်ဆိုင်ပေမဲ့ Edit ထဲက Store Share 10ခုလောက်ကသာ company ကိုအကြီးအကျယ်ကျူးမြန်ရစေခဲ့တယ်လို့ဆိုပါတယ်။ တကယ်လို့ editor store share ဆက်ကူကိုဒါဖဲထုတ်လိုက်မယ်ဆိုရင် fashion headway ဟာသမတ် company အစ်စ်တစ်ခုပဲဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်လည်းယင်းနှင်းမြုံလံမှုမှာကိုဆုံးဖြတ်ချက်မှန်လားမလားဆိုတာကတအေးရေးမကြည့်ဘူး။မှန်သွားတဲ့ဆုံးဖြတ်ချက်တွေကပတ်စံဘလောက်ရတယ်လဲ။မှားသွားတဲ့ဆုံးဖြတ်ချက်တွေကဘလောက်ဆုံးရှုံးသွားတယ်လဲဆိုတာကတော့ပိုအရေးကြီးပါတယ်လို့ဘီလီယနာတအူးဖြစ်တဲ့ George Soros ကပြောခဲ့ဘူးတာဖြစ်ပါတယ်။ ကိုယ်စုံပြတ်ချက်တွေရဲ့ထဝက်လောင်းမှာသွားရဲဆိုရင်တော့ကျွေးဝချမ်းသာမှုလန်စီ အပြုံးမပြတ်တလန်းနိုင်သေးတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့။နောက်ထပ်တည်ထားရမယ့်အတွေ့အခေါ်တစ်ခုကတော့ယင်းနည်းမျက်နှာမှုလုပ်တဲ့အခါကိုကိုကိုစိတ်ဝင်စားပြီးကိုစိတ်ထဲမှာကြိုးချောင်းတဲ့ reasonable ဖြစ်တယ်လို့ထင်တဲ့လုပ်ငန်းတွေကိုဦးစားပေးဖို့ပါပဲ။ USCS တော့ share သမန်းကိုကြည့်လိုက်ရင်တရက်ထဲနဲ့အမြန်ရနိုင်ချေဟာ90%ခန့်လုံးသာရှိပါတယ်။ store တွေကိုတနင်္လာကန်ထားရင်တော့အမြဲရနိုင်ချေ68ရာခိုင်နှုန်း၊ဆယ်နှစ်ကန်ထားရင်တော့88ရာခိုင်နှုန်းနဲ့နှစ်20ကန်ထားရင်တော့အမြဲရဖို့တရားရခိုင်နှုန်းတည်ချပါတယ်ဆိုလိုတာကအမြဲအမြဲရမှာတည်ချခြင်းရင် stock တစ်ခုကိုကြာကြာကန်ထားနိုင်မို့လို့လဲဆိုတဲ့သဘောပါပဲဒါပေမဲ့ကိုဝယ်ထားတဲ့ stock share ဟာကိုစိတ်ဝင်စားတဲ့ company မျိုးဆိုရင်ဈေးနည်းနည်းကျတာနဲ့ပြန်ရောင်းချင်းစိတ်ပေါက်လာပါလိမ့်မယ်ကိုစိတ်ဝင်စားတဲ့ company ဆိုရင်တော့ share ကြချိန်မှာကိုအတွက်အထိပယ်တစ်ခုရှိနေမှာပါ ဒါကြောင့်တခါတလေမှစီရင်စရာနဲ့ကိန်းကနန်းတွေကိုဒါမှကကိုယ်စိတ်ခံစားချက်ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်လို့စာရေးသူကအကြံပေးထားခြင်းဖြစ်ပါတယ်။လူများစုကတော့ယဉ်ကျေးမျက်နှာမှုလုပ်တဲ့အခါအတိတ်တမိုင်းကြောင့် history တွေကိုပြန်ကြည့်ပြီးအနာဂတ်ကိုခန့်မှန်းတတ်ကြပါတယ်။ဒါပေမဲ့စာရေးသူ Hassan ကတော့အတိတ်ကိုပြန်ကြည့်နေုံနဲ့အနာဂတ်ကိုမြင်နိုင်မှာမဟုတ်ဘူးလို့သတိပေးထားပါတယ်။ အတိတ်တမိုင်းဆိုတာကမမျော်လင့်တဲ့အဖြစ်အပျက်တွေနဲ့ပြည့်နှက်နေတာပါဥပမာအဖြစ်ဒီနေ့ခေတ်ကဘာကြီးကိုပြောင်းလဲမှုတွေဖြစ်စေခဲ့တဲ့စီးပွားဖြစ်ခဲ့ဒုတိယကဘာစစ်နဲ့9/11တိုက်ခိုက်မှုတို့လိုအဖြစ်အပျက်မျိုးတွေကဘယ်သူမှမထင်မှတ်ထားပြီးဖြစ်ဖြစ်ခဲ့တာပါဒီဖြစ်ရပ်တွေကိုပြန်ကြည့်ရုံနဲ့အနာဂတ်မှာဘာတွေဆက်ဖြစ်မယ်လို့ဘယ်သူမှခံမှန်းလို့မရပါဘူးဒါကြောင့်အတိတ်မှာအလုပ်ဖြစ်ခဲ့တဲ့နှီးပြူဟာတွေကိုပုံအော်ပြီးမြုံမိပါစေနဲ့ အတိတ်ကိုပြန်ကြည့်ပြီးအနာဂတ်ကိုခန့်မှန်းရင်လွယ်မှာမှချိန်တည်လို့စာရေးသူကသတိပေးထားပါဗျ။ဒါဆိုရင်မရေရာမတိချတဲ့အနာဂတ်အတွက်ဘာဖြစ်လို့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေချမှတ်တင်တယ်လဲ။ဒါနဲ့ပတ်သက်ပြီးစာရေးသူကတော့ room for error တို့မှာဟုတ် margin of safety လို့ခေါ်တဲ့အမရင်တန်ကိုခဏရေးရှိအောင်ကြိုတင်ပြင်ဆင်ဖို့အကြံပေးထားပါဗျ။ room for error ဆိုတာကိုပိုနားလည်သွားအောင်ဖဲကစားတာနဲ့ဥပမာပေးပါမယ်။ ကာစီနိုယုံသွားပြီးဖေကစားတဲ့အခါနိုင်ရှုံးကိုအတိအကျခံမှန်းလို့မရပါဘူး။ဒါကြောင့်ကိုစီမှာရှိတဲ့ပတ်စံကိုအပုံ100လောက်ခွဲပြီးခွဲထိုးမယ်ဆိုရင်အမားခံနိုင်တဲ့ room for error ရရှိသွားပါလိမ့်မယ်။ဥပမာအားဖြင့်ကို့မှာဒေါ်လာ100ရှိမယ်ဆိုရင်တပွဲကိုဒေါ်လာ100လောက်ခွဲထိုးတာမျိုးပေါ့။ BK နဲ့ Warren Buffett တို့လို billionaire တွေဟာလည်း room for error တဘောတရားကိုနားလည်တဘောပေါက်ကြတာကိုတွေ့ရပါတယ်။ Microsoft company ကိုစာတီထောင်ကစားမှ BK ဟာ ကျွန်တော်တို့ကုမ္ပဏီမှာဝင်ငွေလုံးဝမရှိခဲ့ဘူးဆိုရင်တော့ဝန်ထမ်းတွေကိုတနစ်စာလာစာပေးနိုင်အောင်ကြိုတင်ပြင်ဆင်ထားတယ်လို့ပြောခဲ့ပူပါတယ်။ Warren Buffett ဟာလည်းကျွန်တော်တို့ကုမ္ပဏီမှာငွေပုံငွေရှမ်းမြင်ထားပြီးလက်ဘက်ဖို့အတွက်ကျွန်တော်ကတိပေးထားပါတယ်လို့ Berkshire Hathaway ရဲ့ပုတ်ဖွဲ့ဝင်တွေကိုပြောကြားခဲ့ပူတာတွေ့ရပါတယ်။စီးပွားရေးနဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေမှာလည်း Edilobe Room for Error တွေရှိတယ်ဆိုတာလို့အပ်ပါတယ်။ ဟက်ဆန်ကတော့ကိုယ့်ရဲ့ပိုက်ဆိုင်မှု30ရာခိုင်နှုန်းလောက်တန်မှုကျသွားရဲ့ခဏရေးရှိအောင်ကြိုတင်စဉ်းစားထားဖို့ယင်းနည်းမျိုးလံမှုတွေကိုနေရာခွဲမှာခွဲဖြန့်ထားဖို့ပြည်စင်ယူချိန်မှာပတ်စံကျူးစုထားဖို့ဆရာတွေကြံပေးထားပါတယ်။ဟက်ဆန်ကိုယ်တိုင်လည်းအနာဂတ်မှာသူစုဆောင်ထားမိမယ်လို့မှန်းထားပြီးဒီမနာကိုသုံးဖို့တပုံလားအမြင်လျှော့သက်ထားလေးရှိတယ်လို့ဆိုပါတယ်။နောက်ထပ်တတိထာရမှာကတော့သူများစီကပစံချေပြီးလုပ်ငန်းသူချဲတဲ့ကိစ္စပါဒါကို leverage လုပ်တယ်လို့ခေါ်ကြပါတယ် leverage လုပ်တာဟာလုပ်ငန်းကိုတိုးတက်စေနိုင်တဲ့ဆိုပေမဲ့ကျဆွန်ပါခဲ့ရင်တော့ room for error လုံးဝမရှိတော့ပဲကစားပွဲတွေကအပြီးထွားရတတ်ပါတယ်ပတ်စံချေပြီးလုပ်တဲ့စီးပွားရေးလုပ်ငန်းတွေအတွက်တချောပြန်ခွင့်ကြီးဆိုတာမရနိုင်တော့ပါဘူး nabla ငွေကြေးဆိုင်ရာတတိပြာများ ရေရှည်ရင်းနှီးနှံ့မှုလို့ဖို့ဆိုတာအပြောလွဲပေးမယ်လက်တွေ့အကောင့်ထဲပေါ်ဖို့တော့ခက်ခဲတတ်ပါတယ်ဒီခန်းမှာတော့ငွေကြေးစုဆောင်ရေးခီးလမ်းမှာတည်ထားရမယ့်အချက်တွေကိုစုဆောင်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတည်ထားရမယ့်အချက်ကတော့ကြွယ်ဝချမ်းသာခြင်းထိုက်တန်တဲ့အဖို့တော့ပြီးဆက်နိုင်ရမယ်ဆိုတဲ့အချက်ပါပဲလောကမှာဘယ်အရာမှလက်ခံမရပါဘူးအရာရာတိုင်းမှာတတ်မှတ်ထားတဲ့တမှုရှိသလိုငွေကြေးရင်းနှီးနှံ့မှုမှာလည်းကိုယ့်ဘက်ကပေးဆက်ရမယ့်တမှုရှိပါတယ် အဲ့ဒီတံမိုးဆိုတာကငွေအရေးနည်းတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူးဒီနေရာမှာပြောတဲ့တံမိုးဆိုတာကမီးရာမသေးချာကြောက်ရွံ့မှုတန်တရားဝင်မှုနန္ဒရာမှုတွေကိုဆိုလိုတာပါဒီခန်းစားချက်တွေဟာကျေဝါချမ်းသာမှုအတွက်ပြဆက်ရမယ်တံမိုးပါပဲယင်းနည်းမြောက်နံသူတယောက်ဟာအဲ့လိုခက်ဆက်ခန်းစားချက်တွေကိုခံနိုင်ရရှိမှသာခိုင်မာတဲ့ရရှိယင်းနည်းမြောက်နံမှုတွေပြုလုပ်နိုင်ပါလိမ့်မယ်မီးရာမသေးချာမှုတွေကိုလက်မခံနိုင်သူတွေကတော့ရရှိ တမ်းမခနိုင်တာကြောင့်ပတ်စံမြညာရအောင်နာဆိုပြီးဒီကစားတာမျိုးတွေပြုလုပ်လို့ရှိပါတယ်ဒါဟာတန်ရတန်ကြီးမပေးပဲအချိုးမြတ်လိုချင်တဲ့သဘောပါပဲတကယ်တော့ငွေကြေးစည်းကွက်မှာအချိုးမြတ်ဆိုတာဘယ်တော့မှအလကားမရပါဘူးနေရမတိချတာတွေနဲ့ကြောက်ရွံ့မှုတွေကိုကြော်ဖြတ်ပြီးရရှိရနိုင်တူတယ်ဒါထိုက်တန်တဲ့အချိုးမြတ်ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုင်ရီကသတိပေးထားပါတယ်ဒီအောင်မြတ် တတိထားရမယ့်အချက်ကတော့လူတယောက်နဲ့တယောက်ငွေတည်းဤမဲ့ချက်ချင်းမတူညီတဲ့အတွက်အခြားဝေလုတိုင်းလိုင်းမလို့တည်မှုဆိုတဲ့အချက်ပါပဲငွေကြေးစည်းကွက်မှာယင်းနည်းမြန်တူတဲ့အများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကသူတို့ရဲ့ရည်မှန်ချက်အတိအပေါ်မူတည်ပြီးမတူညီတဲ့ယင်းနည်းမြန်မှုဆိုင်ရာဆုံးဖြတ်ချက်တွေမှတ်တော့ချက်ပါလေဥမာအဖြစ်တချို့ကငွေငွေရချက်ခွေပြစ်စည်းကစားတယ်တချို့ကတော့ခိုင်မာ တဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့စားရက်ပြင်ပေါ်ဈေးကစားတဲ့လူတွေဟာလည်းဘက်စတော့ကိုမဆိုရေရှည်မကြည့်ပဲရေတို့အကျိုးရဖို့အတွက်တာဦးစားပေးတတ်ကြပါတယ်ဒီလူတွေကညနေဈေးပိတ်လို့သူတို့ဝယ်ဈေးထက်မြင့်လောက်တယ်လို့ထင်ရင်ဘလောက်ဈေးကြီးကြီးဝယ်ကြမှာပါပဲကိုကရင်းနှီးမြှုပ်နှံမဲ့သူဖြစ်ပြီးသူတို့နောက်ကလိုက်မယ်ဆိုရင်တော့ဆိုရှယ်မှုတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်ဒါကြောင့်လူတွေအများစုကဒီ company ရဲ့ store ကိုဈေးကြီးတွေပေးပြီးဝယ်နေကြတယ်ငါတာ မတည်တာအဲ့ဒီကုမ္ပဏီရဲ့နာကက်အလားလာကတော်တော်ကောင်းလောက်တယ်လို့တွေးပြီးဝယ်လိုက်တာမျိုးမဟုတ်တယ်မှာဘူးသတင်းမီဒီယာတွေနဲ့ပညာရှင်တွေကဒီ stock ကိုတော့ကျင်းတပါဝယ်တင်းတယ်လို့ပြောရင်လည်းအဲ့ဒီ stock ဟာကိုလိုအပ်ချက်နဲ့ကိုကိုက်ညီချင်မှာကိုက်ညီလိုက်မယ်ဆိုတာကိုသတိထားရမှာဖြစ်ပါတယ်တတိယမြသတိထားရမယ့်အချက်ကတော့အစိုးမြင့်စိတ်တွေကြောင့်မတုံ့လို့ဖို့ဖြစ်ပါတယ်လူတွေဟာအရာရာကိုစိုးမြင့်စိတ်ပုံများတတ်ကြပါတယ်ကောင်းတဲ့အရာတွေကို အခြေအများကြီးယူပြီးတိဆောက်ရတဲ့အတွက်ကိုမတိတာပဲဆိုရတဲ့အရာတွေကတော့နေချင်းညာချင်းရုတ်တရက်ပေါ်လာတာကြောင့်လူတွေကပိုပြီးတတိထားမိကြပါတယ်ငွေကြီးလောကမှာလည်းလာတူပါပဲ stocks share စီတရားခိုင်နှုန်းမြင့်တက်လာတာကိုပဲတရင်ကမှဖော်ပြခဲ့ကြပါမယ်တရားခိုင်နှုန်းလောက်ကျသွားရင်တော့အနည်းအားစလုံးကြီးကြီးနဲ့ရေးသားဖော်ပြလိုက်ရှိကြတာကိုသိရပါလိမ့်မယ်စီးပွားရေးလောကမှာ အမြဲတမ်းမှန်တဲ့ theory တစ်ခုရှိပါတယ်အဲ့ဒါကတော့အရန်ကောင်းတဲ့အခြေအနေရောအရန်ဆိုးတဲ့အခြေအနေရောနှစ်ခုလုံးကြကြမခံမှုဆိုတဲ့ theory ပါဘာကြောင့်လဲဆိုတော့အဲ့ဒီလိုဆွံ့ရောက်တဲ့အခြေအနေတွေမှာဈေးကွက်ရဲ့ဝယ်လူအားနဲ့ရောင်းလို့အားတွေဟာသူ့အလိုလိုပြန်ကြီးပြီးအပြောင်းလဲဖြစ်သွားနိုင်လို့ပါပဲဒါကြောင့်တခြားလူတွေဘလောက်ပဲအဆိုးမြင်နေနေကိုစိတ်မတုံမလို့ဖို့နဲ့အဆိုးမြင်စိတ်တွေမလွန်ကဲဖို့ထိမလွန်ကဲအောင်ထိန်းချုပ်ဖို့စာရေးသူဟက်ဆန်ကတိုက်တွန်းထားခြင်းဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ ငွေကြေးလောကမှာပုံမြင်တွင်နဲ့စိတ်ကူးယဉ်စလန်းတွေကိုသတိထားဖို့ဖြစ်ပါတယ်။သူများစုကငွေကြေးလောကနဲ့ပတ်သက်ရင်ကိန်းဂဏန်းချက်လက်တွေကသာအရေးကြီးဆုံးဖြစ်တယ်လို့ထင်ကြပါလိမ့်မယ်။ဒါပေမဲ့ငွေကြေးလောကကိုတကယ်မောင်းနှင်နေတာကစိတ်ကူးယဉ်စလန်းတွေဖြစ်တယ်လို့ဆာယေတူဟက်ဆန်ကဆိုပါတယ်။လူတွေရဲ့စိတ်ထဲမှာယုံကြည်နေတဲ့စလန်းတွေပြောင်းသွားတာနဲ့ဈေးကွက်တစ်ခုလုံးပြောင်းလဲသွားတော့တာပါပဲ။ ဥပမာအားဖြင့်2009ခုနှစ်မှာ American ပြည်သူတွေဟာ2009သုံးကထက်ဒေါ်လာ16ဘီလီယံလောက်ပိုဆင်းရကြပါတယ်2009ခုနှစ်မှာအလုံးလက်မဲ့ဥယျာဉ်ဟာလည်း2009ခုနှစ်ကထက်7တန်းလောက်ပိုများပါတယ်အချိန်နှစ်နှစ်အတွင်းမှာဒီလိုကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ခဲ့တာဟာလူတွေရဲ့စိတ်ထဲမှာယုံကြည်လက်ခံထားတဲ့ဆက်လန်းတွေပြောင်းလဲသွားခြင်းကြောင့်ပါပဲ2008စီးပွားပြက်ကဲမရောက်ခင်2009ခုနှစ်မှာတော့ငါ American စီးပွားရေးဟာနောက်နှစ်နှစ်အတွင်းမှာထပ်မံတိုးတက်လာလိမ့်မယ် အင်ချေမြေစေခွက်တွေလည်းတက်လာလိမ့်မယ်အစားရှိတဲ့စေကူးရင်ဇလန်းတွေကိုလူတွေကယုံစားခဲ့ပါတယ်ဒီတော့အင်ချေမြေစေကောင်းခဲ့ပြီးဗန်တွေလည်းကျုံမြတ်များကြီးရရှိခဲ့ပါတယ်ဒါပေမဲ့စီပွားပြက်ကဲဖြစ်ပြီး2009ခုနှစ်မှာတော့လူတွေဟာသူတို့ယုံကြည်ထားတဲ့စေကူးရင်ဇလန်းတွေကိုပြောင်းလဲလိုက်တာကြောင့်အင်ချေမြေစေခွက်ပြုတ်ကျသွားပြီးဗန်တွေဟာလည်းဆိုရှယ်မှုတွေများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ဗန်တွေကစီပွားရေးလုပ်ငန်းရှင်တွေကိုပတ်စံချိန်ပေးနိုင်တော့တာကြောင့်လုပ်ငန်းတီတီကလည်း အလုသမားတွေရှော့ချလာပြီးအလုလက်မဲ့ဥယေပုံများလာပါတယ်အလုမလုတော့ဝင်ဝင်မရှိဝင်ဝင်မရှိတော့လူတွေပတ်စံမတုံးနိုင်လူတွေပတ်စံမတုံးနိုင်တော့လုပ်ငန်းရှင်တွေဟာအလုသမားတွေထပ်ရှော့ချနေတနည်းအားလဲသွားတော့တာပါပဲဒါတွေအလုံးဟာလူတွေရဲ့ယုံကြည်မှုအပြောင်းလဲတွေပေါ်ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ပါတယ်စိတ်ကူးရင်ဆက်လန်းနေဟာငွေကြေးစည်းကွက်ကိုမောင်းနေနိုင်တဲ့အကြီးမားဆုံးဆွမ်းအားတွေပါဒါပေမဲ့စိတ်ကူးရင်ဆက်လန်းတစ်ခုကိုယုံမိပြီဆိုရင်ယင်းနှမြုံနံမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မှာပလိုက်မှုတွေပါဝင်သွားတတ်ပါလေဒီဇလန်းနေဟာကိုကိုယုံကြည်မှုလွန်ကဲစေပြီးအနာဂတ်ကိုအတိအကျတွက်ချက်နိုင်မယ်လို့အထင်အထင်ရောက်သွားနိုင်ပါတယ်ဒါကြောင့်ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လာရင်လူတွေကြားမှာရေပန်းစားနေတဲ့စိတ်ကူးရင်ဇလန်းတွေကိုအယုံမလွန်မိဖို့တတိထားတဲ့လို့စာရေးသူဟက်ဆန်ကအကြံပေးထားခြင်းဖြစ်ပါတယ် The Psychology of Money စာအုပ်ရဲ့အကျဉ်းချုပ်မှတ်စုကိုလေ့လာဖတ်ရှုခဲ့ပြီးကြပါပြီ ဒီစာအုပ်ရဲ့ပထမမှာငွေကြေးနဲ့ပတ်သက်တဲ့အယူဆအမှားတွေကိုဖော်ပြခဲ့ပါတယ်ဒုတိယခန်းမှာတော့ငွေကြေးရှာခြင်းရဲ့ရွေချယ်နယ်ရလာတဲ့ငွေကြေးကိုစူးစမ်းတင်ပုံတွေကိုလေ့လာခဲ့ရမှာဖြစ်ပါတယ်တတိယခန်းမှာတော့စူးစမ်းထားတဲ့ငွေကြေးတွေကိုခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်တင်ကြဖော်ပြထားပါတယ်စရခန်းမှာတော့ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးသတိထားရတဲ့အချက်တွေကိုလေ့လာဖတ်ရှုကြပြီးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်